ကောလောတဲ့အခန်းကြီး1အပိုင်ငယ်1မှ29ရမနမ1နိဒံကာကြီးတမန်တော်ရဲ့နှုတ်ဆက်ခြင်းအပိုင်ငယ်1မှ2ဖျားခင်ဤအလိုတော်အားဖြင့်ခရစ်တော်ယေရှုဤတမန်တော်ဖြစ်သောငါပေါလုနှင့်ငါညီတိမောသေသည်ကောလောတဲမြို့၌နေသောတန်ရှင်းသူသည်ဟုသောခရစ်တော်၌တစ္ဆာရှိသောညီအကိုတို့ကို ကြားလိုက်ပါ၏ ငါတို့အဖသည်ဟုတော်ဖျားသခင်ထံတော်ကကျေးဇူးတော်နှင့်ညင်သက်ခြင်းသည်တင်တို့၌ရှိပါစေတော်။ခါခွေတမန်တော်ဤကျေးဇူးတင်ခြင်း အပိုင်ငယ်၃မှ၈တင်တို့အဖို့အစင်မပြတ်ဆုတောင်း၍ငါတို့သခင်ယေရှုခရစ်ဤခမဲတော်ဒီဟုတော်ဖျားတခင်ကိုကျေးဇူးတင်ဤအကြောင်းမူကားတင်တို့ဒီခရစ်တော်ယေရှု၌ယုံကြည်၍ တန်ရှင်းသူအပေါင်းတို့ကိုချစ်ကြသည်ဟုငါတို့သည်ကြားသဖြင့်၎င်းဧဝံဂေလိတရားသည်ဟုတော့တမာတရားစကားကိုတင်တို့သည်အထက်ကကြားသိကြသည့်အတိုင်းတင်တို့အဖို့ကောင်းကင်များ၌တူထားတော့မျော်လင့်ရာကို ထောက်သဖြင့်၎င်းထို့အရာသည် လောကီနိုင်ငံတလျှောက်လုံးကိုနှံ့ပြားသည်နှင့်အညီတင်တို့ရှိရာသို့ရောက်ခဲ့ပြီးတင်တို့သည်တမာတရား၌ ဖျားခင်ရဲ့ကျေးဇူးတော်ကိုကြားသိရတော့အချိန်မှဆ၍တင်တို့၌လည်းအတီးတီးချင်းတိုးပွားချင်းရှိတတ်၏တင်တို့အမှုကိုဆောက်၍ခရစ်တော်ဤတစ္ဆာရှိတော်အမှုဆောင် သည်ဟုတော့ငါတို့ချစ်တော်ကျွန်ချင်းဧပဖျားထံမှတင်တို့တင်ယူခဲ့သည့်အတိုင်းသူသည်လည်းဝိညာဉ်တော်၌ရှိတော်တင်တို့ဤမေတ္တာကိုငါတို့အားပြခဲ့ပြီး ရောမန်နမတုဖျားခင်ဤအလဲဘဟုဆိုင်ရာနှင့်စကြဝဠာဆိုင်ရာဖြစ်ပြီးသူကဲတာလွန်ကောင်းမွန်၍အရာအားလုံးပါဝင်တော်အရှင်ကာကြီးတန်ရှင်းသူတို့များဤဝေစုပိုင်ငယ်ကိုမှဆက်လေထို့ကြောင့်ငါတို့သည်လည်းကြားရသည့်နေမှဆ၍တင်တို့အဖို့လုံးကအစင်မပြတ်ဆုတောင်းသည်ကတင်တို့သည်ဝိညာဉ်ရေးဆိုင်ရာပညာအမျိုးမျိုးနှင့်နားလည်ခြင်း၌ ကိုတော်ဤအလိုတော်ကို အပြည့်အဝနားလည်နိုင်ပါမိအကြောင်းတင်တို့သည်ဖျားသခင်ကိုပြည့်ဝစွာတည်တော်ညံအားဖြင့်ကောင်းတော်အကျင့်အမျိုးမျိုးသည်ဟုတော့အသည်ကိုတီးခြင်းနှင့်ကြီးထွားခြင်းရှိသဖြင့်သခင်ဖျားနှင့်ထိုက်လျောက်စွာရှောင်လန်း၍အရာရာ၌ကိုတော်ကိုနှစ်သက်တော်မူစေခြင်းငှာ၎င်းဝမ်းမြောက်သောစိတ်နှင့်အရာရာ၌တီးခံခြင်းစိတ်ရှိခြင်းအလို့ငါကိုတော်ရဲ့ဘုံကြီးသောတကိုးတော်အတိုင်း ခွန်အားတကိုးနှင့်ပြည့်စုံစေမိအကြောင်းသည်အလင်း၌နေတော့တန်ရှင်းသူတို့ဤခွဲခန့်ထားသောအမွေဝေစုကိုတင်တို့အားဆက်ဆံဝင်စားထိုက်စေသောခမဲတော်ကိုကျေးဇူးတင်ကြတော့ကိုတော်သည်မှောင်မိုက်တကိုးမှငါတို့ကိုနှုတ်၍ချစ်တော်မူသောတားတော်ဤနိုင်ငံတော်အထဲသို့တွင်းတော်မူ၏ထိုတားတော်၌အပြစ်လွတ်တော်မူခြင်းသည်ဟုတော့ရွေးနှုတ်ခြင်း ကျေးဇူးကိုငါတို့သည်ခံရကြ၏ခါခွေဖန်ဆင်းခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းနှစ်ခုစလုံး၌ဖျားခင်၏ပုံတံတော်နှင့်တာဦးဖြစ်ခြင်းအပိုင်ငယ်15မှ23ထိုသားတော်သည်မျက်မြင်မရတော့ဖျားခင်၏ပုံတံတော်ဖြစ်၏ဖန်ဆင်းခြင်းအပေါင်းတို့တွင်တာဦးဖြစ်တော်မူ၏ အကြောင်းမူကားထိုသားတော်၌ကောင်းကင်များနှင့်မြေကြီးပေါ်မှရှိသည်မြသော ယူပအရာအယူပအရာယာဇပလင်ဖြစ်စေတခင်အရာဖြစ်စေအထွတ်အမြတ်အုပ်ဆိုးခြင်းဖြစ်စေအာနာဆက်ဖြစ်စေခသိန်းတို့အရာတို့ကိုဖန်ဆင်းတော်မူ၏ထိုတခင်အားဖြင့်၎င်းထိုတခင်အဖို့အလို့ငါ၎င်းခသိန်းတို့အရာတို့သည်ဖန်ဆင်းလျက်ရှိကြ၏ တားတော်ဒီလဲခတိန်သောအရာမဖြစ်မီဖြစ်တော်မူ၍ခတိန်သောအရာတို့သည်ကိုတော်၌တည်ကြ၏ကိုတော်သည်အသိန်းတော်သည်ဟုတော့ကိုခန္ဓာတော်ဤဥကောင်းတော်ဖြစ်တော်မူ၏ကိုတော်ကိုတိုင်သည် အရာရာ၌ပထမနေရာရှိစေခြင်းကမူလအစဖြစ်၍တေတော်သူတို့တွင်တားဥဖြစ်တော်မူ၏အကြောင်းမူကခတိန်သောပြေဝပြေဆုံးခြင်းကိုတားတော်၌ကိန်းဝတ်စေခြင်းက၎င်း လဝါကားတိုင်းမှာတွန်းတော့အသွေးတော်အားဖြင့်ရန်ကုန်ငိမ့်စေ၍ကောင်းကင်များ၌ရှိသောအရာဖြစ်စေမြေကြီးပေါ်တွင်ရှိသောအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုတားတော်အားဖြင့်တားတော်ကိုယ်တိုင်နှင့်တည်မြဲစေခြင်းကလည်းကောင်းအလိုရှိတော်မူ၏အထက်ကဖျားခင်နှင့်ကွာရှင်း၍စိုးညစ်သောအကျင့်တို့ကိုကျင့်သည်ဖြင့်အတိညာ၌ရန်သူဖြစ်သောတင်တို့ကိုတန်ရှင်းစင်ကြယ်လျက်အပြစ်တင်ခွင့်နှင့် ကင်းလို့လျက်ကိုတော့ရှေ့တော်၌ဆက်တမိအကြောင်း ကိုတော်ဤအသွေးသားခန္ဓာ၌အသေးခံခြင်းအဖြစ်ကိုတော်သည် ယခုတင်တို့ကိုတင်မြက်စေတော်မူ၏အကြောင်းမူကားကောင်းကင်အောင်၌ရှိတော့ဖန်ဆင်းခံရှိသည်မတို့အားဟောပြောသည်ဖြစ်တင်တို့ကြားရပြီးတော့ဧဝံဂေလိတရားဤမျှော်လင့်ခြင်းမှမရွေ့ရောပဲတိုက်မြင့်ကြ၍တည်ကြည်ခြင်းနှင့်တကွယုံကြည်ခြင်း၌ မြဲမြံစွာရှိကြရန်အလို့ငါငါဘောလူသည်အမှုဆောင်ဖြစ်ရ၏။ကားငယ်ဖျားခြင်းစီမံကိန်းဤနည်းချင်းအပိုင်ငယ်24မှ29တင်တို့အဖို့လုံးငါစင်းရဲခံခြင်း၌ယခုငါဝမ်းမြောက်၏။ခရစ်တော်ဤစင်းရဲဒုက္ခအကျဉ်းအကြံကိုအသိတော်သည်ဟုတော့ကိုတော့ကိုခန္ဓာအဖို့အလို့ငါငါကိုခန္ဓာ၌ပြည့်စုံစေ၏။ ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုပြီးမြောက်ပြည့်စုံစေခြင်းကတင်တို့အကျိုးကိုထောက်၍ငါအားအပ်ပေးတော်မူသောဖျားခင်ဤဗန္နာထိန်နှင့်အညီငါသည်ထိုအကြောင်းကြောင့်အမှုတော်ဆောင် အဖြစ်သို့ရောက်ရ၏ရှေခိကာလပတ်လုံးနှင့်မျိုးစင်ဆက်များတလျှောက်မှဝတ်ထားလျက်ရှိသောနနေချင်းကို ကိုတော်ရဲ့တန်ရှင်းသူအပေါင်းတို့အားထင်ရှားပေါ်ပြတော်မူ၏ တပားမျိုးသားတို့တွင်ဤနနေချင်းရဲ့ဘုံကျွယ်ဝချင်းများကအဘယ်ရာဖြစ်ဒီကိုသိစေချင်းကဖျားခင်အလိုတော်ရှိတော်မူ၏ထိုအရာကဘုံမျော်လင့်ချင်းသည်ဟုတော်တင်တို့၌တည်တော်မူသောခရစ်တော်ပေသည်ခရစ်တော်၌လူတိုင်းပြေဝသောကြီးရင်ချင်းတို့ရောက်၍လူခတ်သိန်းတို့ကိုဆက်သက်အံ့ထောင်းကငါတို့သည်လူခတ်သိန်းတို့ကိုတည်ပေး၍ပညာအမျိုးမျိုး၌ဆုံးမတွင်တင်လျက် ခရစ်တော်ဤတရားကိုဟောကြ၏ထိုတို့အလို့ငါငါသည် အမှုဆောင်ရွဲ့၍ငါ၌တကိုးတော်ပြုပြင် အားထုတ်တော်မူသည့်အတိုင်းကြိုးစားအားထုတ်လေးရှိ၏အာမင်